မင်္ဂလာပါ ဖန်တီးရှင်ဒီစီ YouTube ရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ကိုယ့်ရဲ့တစ်ဖက်လူရဲ့ဂရုစိတ်မှုကိုရရှိစေမယ့် manifestation အကြောင်းပဲဖြစ်ပါတယ်အဲ့ဒီတော့မိတ်ဆွေရဲ့တစ်ဖက်လူမိတ်ဆွေချစ်ခင်နေတဲ့ချစ်သူတနည်းအားဖြင့်တင့်ရဲ့ Pacific Person SP ကတင့်ကိုဂရုမစိတ်ဥပက္ခပြုထားပါသလား သူ့ဖက်ကသင်ပို့ပေးနေတဲ့ message တွေကိုဘာမှအကြောင်းမပြန်ပြုလုပ်နေပါသလားပြီးရင်နောက်တခါသူကသင်နဲ့တွေ့ရဖို့အတွက်ရှောင်ဖေးနေပါသလားဒါကြောင့်တင့်ရဲ့စိတ်ထင်းမှာ သူ့ဖက်ကတင့်ကိုဥပေက္ခပြုတာတွေဂယုမစိတ်တာတွေကိုရက်တင်ပြီးရင်သူကတင့်ကိုဂယုစိတ်ပြီးရင်သူကတင်နဲ့တစ်ချိန်လုံးရှိနေရှင်တာတွေကိုလို့ရှင်နေပါသလား ဒီလိုဆိုရင်ဒီဗီဒီယိုအထင်းမှာ law of attraction ကိုအသုံးပြုပြီးရင်သူ့ရဲ့ဂယုစိတ်မှုကိုရရှိစေဖို့ဘယ်လို manifest ပြုလုပ်ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်ဒီလိုဆိုရင်သူ့ဘက်ကဥပက္ခပြုဂယုမစိုက်ပြုလုပ်နေတာတွေကိုရက်တဲနိုင်ဖို့ပထမအဆုံးအနေနဲ့မိတ်ဆွေပြုလုပ်ရမှာကအဲ့ဒီအရာပေါ်မှာဆွေးနေနေတာကိုရက်တင်ပြပါ ျွန်တော်တို့တချို့တလေတွေဟာတစုံတရာရဲ့ဂယုစိတ်မှုကိုမရဘူးဥပက္ခပြုတာတွေခင်နေရတယ်ဆိုရင်အဲ့ဒီနေရာပေါ်မှာပဲဆွေးနေနေတယ်ကြတယ်အဲ့ဒီဆွေးနေမှုကိုပထမဆုံးအနေနဲ့ရဲတန်းပေးဖို့လိုအပ်ပါတယ် ကျွန်တို့ရဲ့စိတ်ထင်းမှာဆွေးနေစိတ်တွေဖြစ်ပေါ်နေတဲ့အခါဘလို့စဉ်းစားမိမလဲဆိုရင် तू ကငါ့ကိုစိတ်မဝင်စားဘူးလား။ तू ကတခြားတယောက်ကိုစိတ်ဝင်စားနေတာလား။ तू ကငါ့ကိုဘာဖြစ်လို့ message တွေပို့မနေတာလဲ။ तू ကငါ့ကိုဘာဖြစ်လို့ reply တွေမပြန်တာလဲ။ငါကမလှလို့လား။ငါကညင်လို့လား။ငါကအရင်အဆင်မပြေတဲ့သူဖြစ်နေလို့လား။ဘာဖြစ်လို့ तू ကငါ့ကိုစကားပြန်မပြောတာလဲ။အဲ့ဒီလိုစဉ်းစားတာတွေဖြစ်တဲ့တည်း ဘာဖြစ်လို့သူ့ဖက်ကကိုယ့်ကိုဂယုမဆိုင်ဥပက္ခပြုပြုလုပ်နေတာလေးဆိုတာကိုဆက်လက်ပြင်စဉ်းစားတဲ့ကြတယ်။ဒီလိုစဉ်းစားလေးလေးအဲ့ဒီအရာပေါ်မှာကျွန်ုပ်တို့ဟာဆွေးနွေးမိနေကြတယ်။ဒါကိုဆွေးနွေးတဲ့အခါကျွန်ုပ်တို့အနေနဲ့နာကျင်မှုတွေကိုခံစားရတယ်။သူ့ဖက်ကကိုယ့်ကိုဂယုမဆိုင်ဘူးသူ့ဖက်ကကိုယ့်ကိုစကားမပြောဘူးဆိုတဲ့စိတ်တွေကထက်တလေဖြစ်လာတဲ့အခါကျွန်ုပ်တို့ရဲ့စိတ်ထဲမှာအဆွေးအင်းတွေဖြစ်လာတယ်။အဲ့ဒီအဆွေးအင်းအတိုင်းကျွန်ုပ်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေမှာဖြစ်ပေါ်လာတဲ့ပါတယ်။ တကယ်တော့ကိုယ့်ရဲ့တဖက်လူကိုယ့်ရဲ့ချစ်သူကကို့အပေါ်မှာဂယုမဆိုင်ဥပက္ခပြုနေတယ်ဆိုတာကကို့အပေါ်ရည်ရွယ်ရှဲရှိရှိနဲ့ပြုလုပ်တာဖြစ်ရှင်မှဖြစ်မည်သူ့ဘက်ကအလုံးများနေတာလေးဖြစ်ရှင်ဖြစ်မည်သူ့ဘက်ကအဲတခြားအကြောင်းအရာတစ်ခုခုကြောင့်သင်အပေါ်ဂယုမဆိုင်မဆက်သွေဖြစ်နိုင်တာလေးဖြစ်ရှင်ဖြစ်နိုင်တယ် ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာကြာတော့ तू ကငါ့ကိုအမှန်တကယ်ဂယုမစိုက်ဘူး။ဘာဖြစ်လို့လဲအဲ့ဒီလိုမျိုးစဉ်းစားနေတယ်ကြတယ်။အဲ့ဒီဂယုမစိုက်တဲ့အကြောင်းရင်းကိုလိုက်လံရှာဖွေနေတယ်ကြတယ်။ အဲ့တော့ဂယုမစိတ်တဲ့အကြောင်းရင်းကိုဆက်လက်တွေးတောနေမိတယ်။အဲ့ဒီလို တွေးတောနေမိတဲ့အခါသူကမအားလိုလား၊သူကတခြားအကြောင်းတစ်ခုကြောင့်လားစသဖြင့်အဲ့ဒီလိုတွေးတောနေမိအစငါကမလှလိုလား၊ငါကိုစိတ်ဝင်စားလိုလား၊ငါကမတော်လိုလား၊ငါရဲ့ရုပ်ပိုင်းဆိုင်ရာအရှိန်တွေမကောင်းလိုလား၊ငါကိုသူ့သဘောမကျလိုလားစသဖြင့်အဲ့ဒီလိုမျိုးကိုသာဆက်လက်တွေးတောနေတဲ့အကြရင် ကိုရဲ့တဖဲလူကကို့အပေါ်မှာရင်ရှဲရှိရှိနဲ့ဥပက္ခပြုခေးတာမဟုတ်ခင်းရင်တောင်မှကိုကအဲ့ဒီလိုပုံစံမျိုးသာဆက်လက်တွေးတောနေမိဆိုရင် သူကလေသင်တွေးတောတဲ့အတိုင်းပြင်လေတွေးတောလာပါလိမ့်မယ်။သင်တွေးတောတဲ့အတိုင်းသူ့ဖက်ကသင်အကြောင်းကိုတွေးနေဆိုတာက သင်ကမလှဘူးသင်ကချစ်စရာမကောင်းဘူးသင်ကစိတ်ဝင်စားစရာမကောင်းဘူးအဲ့ဒီလိုပုံစံမျိုးလေးတွေသူကစတင်တွေးတောနိုင်တယ်ဒါဟာ law attraction တွေ manifestation တွေရဲ့အလုံးလုံးပုံပေးဖြစ်တယ်ဒါကြောင့်မိတ်ဆွေဟာကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုဂယုမစိတ်ဥပက္ခပြုနေတယ်တော့ခင်စားရတယ်ဆိုရင်အဲ့ဒီအတွေးတွေပေါ်မှာဆွေးနေနေတာကိုပထမဦးဆုံးအနေနဲ့ရက်တင်ပေးဖို့တော့လိုအပ်ပါတယ် ။သင်ရဲ့အတွေ့တွေဟာတခြားလူတွေကသင်အပေါ်မှာဘလို့တွေးတော့မလဲဘလို့စဉ်းစားမလဲဘလို့ရှုမြင်မလဲဆိုတာကိုတက်မှတ်ပေးပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းလူတိုင်းဟာသင်ရဲ့ reality သင်ရဲ့ဖြစ်တည်မှုရဲ့တစိုက်တည်းသားတွေဖြစ်ကြပါတယ်။ ဒါကြောင့်သင်အနေနဲ့တဖက်လူနဲ့ပတ်သက်ပြီးရင်သင်တွေးတောနေတဲ့အတွေးတွေဟာသူ့ဖက်ကသင်ကိုဘလို့တွေးတောစေမလဲဆိုတာကိုသတ်မှတ်ပေးထားတာဖြစ်တယ်။အဲ့ဒီအရှိန်အပေါ်မှာ သူတွေးတောစေနိုင်တဲ့အရာတွေပဲဖြစ်တယ်။ဒါကြောင့်သင်ရဲ့အတွေးတွေထိမှသင်ရဲ့တဖက်လူကသင်ကိုမချစ်ဘူးဥပ္ပခါပြုတ်နေတယ်ဂယုမစိုက်ဘူးအဲ့ဒီလိုပုံစံမျိုးတွေခင်စားနေရတယ်ဒါအပြင်ငါကမလှလို့လား ငါကချစ်စရာမကောင်းလို့လားငါကစိတ်ဝင်စားစရာမကောင်းလို့လားငါကမတော်လို့လားငါကအဆင်မပြေတဲ့သူဖြစ်နေလို့လားအဲ့ဒီလိုတွေးတောနေတာတွေကိုလုံဝါရက်တင်ပေးပါတဖက်လူစီကကိုယ့်အပေါ်မှာဥပက္ခပြုတာတွေကိုရက်တင်နိုင်ဖို့ကိုယ့်ရဲ့ပုံပြင်ဟောင်းကိုပြန်လေရေးဆွေးဖို့လိုအပ်တယ် ပုံပြင်းဟောင်းဆိုတာဘလို့ဟာမျိုးလေးဆိုရင်ခုနကပြောခဲ့တဲ့အဲကို့အပေါ်ဂယုမစိမ့်ဘူးငါကမလှလို့လားငါကအဆင်မပြေလို့လားအဲ့ဒီလိုတွေးတောနေတဲ့အတွေ့တွေသူကဘာဖြစ်လို့ငါ့ကိုဂယုမစိမ့်တာလေးဘသူနဲ့တွေးနေတာလေးဘာတွေလုံနေတာလေးအဲ့ဒီလိုဆွေးနေနေတဲ့အဆွေးတွေအကုန်လုံးဟာပုံပြင်းအဟောင်းတွေပဲဖြစ်တယ်အဲ့ဒီတော့ဒီပုံပြင်အဟောင်းတွေကိုပြောင်းပြန်လှန်ပြီးရင်ကိုလိုရှင်တဲ့ပုံပြင်အစ်စ်တွေကိုပြန်လေရေးဆွေးဖို့လိုအပ်တယ် ပုံပြင်အဟောင်းတွေနေရာမှာ ပုံပြင်အစ်စ်ကို အစားထိုးပေးရမှာဖြစ်တယ်။အဲ့ဒီတော့တင်းအနေနဲ့တင်းလို့ရှင်နေတဲ့မြင်ကွင်းအစ်စ်တွေကိုဖန်တီးပေးဖို့လိုတယ်။စိတ်ကူးရင်မြင်ကွင်းအစ်စ်တွေပြုလုပ်ပေးရမှာဖြစ်တယ်။ကိုလိုရှင်တဲ့ပုံစံမျိုးပြုလုပ်ရမှာဖြစ်တယ်။ အတိတ်တစ်ချိန်တုန်းကပုံပြင်ဟောင်းထေးမှာတော့သူကကိုယ်ကိုဂယုမစိမ့်လို့ကို့အနေနဲ့စိတ်ဆင်းရဲပင်ပန်းနေတာတွေရှိကောင်းရှိမင်းဒါမှမဟုတ်သူနဲ့ရင်ဖြစ်တာတွေလည်းရှိကောင်းရှိနိုင်တယ်ပုံစံအမျိုးမျိုးနဲ့ရှိကောင်းရှိနိုင်တယ်အဲ့ဒါတွေဟာပုံပြင်ဟောင်းတွေပဲဖြစ်တယ်အဲ့ဒီပုံပြင်တွေရဲ့ဖြောင်းပြင်ကိုကပုံပြင်အသစ်ပြုတ်လုံးမှမို့လို့အဲ့ဒီမြင်ကွင်းအသစ်ကိုလိုရှင်တဲ့ပုံစံမျိုးမြင်ကွင်းမျိုးပြုတ်လုံးရမှာဖြစ်တယ်ဒီလိုပြုတ်လုံးဖို့ကျွန်တော်တို့က visualization နိစနီးကိုအသုံးပြုမှာဖြစ်ပါတယ် ဗီရှူလိုက်ဇေးရှင်းပြုလုပ်တယ်ဆိုတာကစိတ်ကူးရင်ပုံဖော်မြင်အောင်ပြုလုပ်တာပဲဖြစ်တယ်အဲ့ဒီတော့ကိုလိုရှင်တဲ့ပုံစံမြင်ကွင်းမျိုးကိုစိတ်ကူးရင်ပေးရမှာဖြစ်တယ်ဒီလိုစိတ်ခူးရင်တဲ့အခါကိုယ့်ရဲ့စိတ်ခင်စားချက်တွေနဲ့လေပေါင်းစည်းပေးဖို့လိုတယ်။ကိုလိုချင်တဲ့ပုံစံမျိုးဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့စိတ်ခင်စားချက်တွေကိုယ့်ရဲ့ emotion တွေဟာဘလို့ဖြစ်မလဲ။အဲ့ဒီ emotion တွေစိတ်ခင်စားချက်တွေနဲ့အဲ့ဒီစိတ်ကူးရင်ပုံဖော်ထားတဲ့မြင်ကွင်းကိုပေါင်းစည်းပေးဖို့လိုအပ်တယ်။ ဒီလိုဆိုရင်တင့်ရဲ့စိတ်ကူးယဉ်မြင်ကွင်းထင်မှာဘာတွေရှိမလဲသူ့ဖက်ကတင့်ကိုစာပို့နေတာတွေအဆက်အသွယ်ပြုတ်လုံနေတာတွေတင့်စီကိုအလေအပဲ့ရောက်လာတာတွေတင်နဲ့အတူတူကရှိနေတာတွေစသဖြင့်အဲ့ဒီလိုတင်လို့ရှိတဲ့မြင်ကွင်းမျိုးကိုတင်ဟာပုံဖော်ပြီးစိတ်ကူးယဉ်ပေးရမှာဖြစ်တယ်ဒါကိုထက်တလေလေးထက်တလေလေးထက်တလေလေးပြုတ်လုံပေးရမှာဖြစ်တယ်ဒီလိုစိတ်ကူးယဉ်မြင်ကွင်းကိုဖန်တီးပြီးစိတ်ကူးယဉ်တာကိုရပောင်းမြောင်များစွာပြုလုပ်ပေးဖို့လိုလေ ဘလောက်ထိပြုလုပ်ပေးရမလဲဆိုရင်သင်ဖန်တီးထားတဲ့အဲ့ဒီမြင်ကွင်းအစ်စ်ဟာအမေရိကဖြစ်နေပါတယ်တော့သင်ရဲ့ယင်ထေးစိတ်နှလုံးထေးကအမေရိကခံစားနေရလောက်အထိကိုသင်အနေနဲ့ပြုလုပ်ပေးရမှာဖြစ်တယ်ဒီလိုဆိုရင်သင်အတိတ်ကကြုံတွေ့ခဲ့ရတဲ့ပုံပြင်အဟောင်းတွေကဘေးကိုရောက်သွားမလဲဒါသည်အိမ်မဲမြတာဖြစ်တယ်ဒါသည်အမှန်မဟုတ်ဒါသည်ဘေးတော့မှဖြစ်မလာဘူးလို့သင်ရင်ထင်မှခံစားရအောင်အထီးဖြစ်ဖို့လိုအပ်တယ် အတိတ်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုအိမ်မဲမြတ်တာဖြစ်တယ်တော့သင်ရှုမြင်နိုင်တဲ့အထီကိုသင်ဟာသင်လို့ရှင်တဲ့စိတ်ကူးရင်မြင်ကွင်းအပေါ်မှာထက်တရီတွေရင်းပေးနေဖို့လိုတယ်ထက်တရီတွေပြုတ်လုံးနေဖို့လိုအပ်တယ်ဒီလိုပြုတ်လုံးလိုက်တယ်ဆိုတာပုံပြင်အဟောင်းနေရာမှာ ပုံပြင်အစ်စ်ကိုအစာထိုးလိုက်တာပဲဖြစ်တယ်ကိုရဲတဖဲလူကကို့အပေါ်မှာဂယုမစိုက်ဥပ္ပခာပြုတာတွေကိုရဲတင်းစီဖို့တင့်အနေနဲ့ပြုလုပ်ရမယ့်နေဘဲသုံးအစင်းကတော့ ကိုမွားမှာကိုပျော်ရွှင်စွာနေပါဒီလိုဆိုရင်မိတ်ဆွေအနေနဲ့သိရှိထားမှာကသင်ဟာသင်လို့ရှင်တဲ့အရာဘေးအရာကိုမဆို manifest ပြုလုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုသိပေးပါအဲ့ဒီတော့သူ့ဖက်ကငါ့ကိုဆက်သွေးနေပြီလားဆိုပြီးတော့သူ့ရဲ့အဆက်အသွေးကိုဖုန်းတွေကွန်ပျူတာတွေနဲ့စောင့်နေတာကိုရည်တင်လိုက်ပါ ဖုန်းတွေကွန်ပျူတာတွေကိုကြည့်ပြီးသူ့ဖက်ကအဆက်အသွယ်ရနေပြီလားဆိုတာကိုစဉ်းစားနေမိအစကိုဘွားမှာကိုပျော့ပျော့ရွှင်ရွှင်နေပါသူကဆိုရှယ်မီဒီယာတွေပေါ်မှာကြည့်ပြီးသူဘာတွေပြုလုပ်နေတာလေးဆိုတာကိုလိမ့်လည်စစ်ဆေးနေတာတွေကိုရက်တင်ပါသူ့ရဲ့မိသားစုတွေစီကတဆင့်သူ့ရဲ့တငင်းရှင်းတွေစီကတဆင့်သူဘာလုပ်နေသလဲဆိုတာကိုသတင်းမီးနေတာတွေကိုလေးရက်တင်ပါ ကိုမွားမှာကိုပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကိုကိုချစ်ခင်တဲ့သူတွေရှိပါသေးတယ်။အဲ့ဒီလူတွေနဲ့ကိုမှပြုလုပ်ဆောင်ရွက်စရာတွေကိုပြုလုပ်ပါ။သွားစရာရှိရင်သွားပါ၊စားစရာရှိရင်စားပါ။ကို့အနေနဲ့လီချင်းခဲလုပ်စရာရှိရင်လီချင်းခဲလုပ်၊ကစရာရှိရင်ကလိုက်၊တရှင်းဆိုရှင်ဒီဆိုရင်ဆိုလိုက်။စသဖြင့်ကိုပြုလုပ်ရှင်တဲ့အရာဘေးအရာကိုမဆိုပြုလုပ်နိုင်ပါတယ်။မိမိကိုကိုပျော်ရွှင်စွာထားပေးဖို့လိုပါတယ်။ကိုဘွားမှာဟိုဟာရှိမှပြောမေးဒီဟာရှိမှပြောမေးဟိုလိုဖြစ်လာမှပြောမေးအဲ့ဒီလိုမျိုးမစင်စားပါနဲ့ ကိုယ်စိတ်မှကိုကိုကိုပျော်ရွှင်နေဖို့အရင်အရေးကြီးပါတယ်။ငွေတွေအများကြီးရမှပျော်ရွှင်နေမလား။တငင်ရှင်းတွေအများကြီးရှိမှပျော်ရွှင်နေမလား။အဲ့ဒီလိုတော့မဟုတ်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်ကိုဘွားလေးကိုကိုပျော်ရွှင်အောင်နေနိုင်ဖို့ကြိုးစားပါအနည်းအနားမှာဘသူမှမရှိရင်လေမိမိကိုကိုပျော်ရွှင်စွာနေနိုင်ဖို့ကြိုးစားပါတင့်ဘွားပျော်ရွှင်နေစေဖို့အတွက်တခြားလူတွေမလိုအပ်ပါဘူး ။သိရင်ထဲမှာပျော်ရွှင်မှုတွေကို ခံစားနေစေရဖို့တခြားလူတွေမလိုအပ်ပါဘူး။ပျော်ရွှင်မှုဆိုတာကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ဒါကြောင့်အခုအချိန်ကစပြီးရင်ပျော်ရွှင်မှုကိုစတင်လိုက်ပါ။အခုအချိန်ကစားပြီးရင်ကို့မှာရှိတဲ့အရာလေးနဲ့ကို့ပိန်ဆိုင်တဲ့အရာလေးနဲ့ကို့ရသလောက်ကို့မှာရှိနေသလောက်ပုံစံမျိုးလေးနဲ့ပျော်ရွှင်မှုကိုစတင်ခံစားနိုင်ပါတယ် ဒီအဆင်းတွေကိုသာလိမ့်နိုင်ပြီဆိုရင်တင့်ရဲ့တစ်ဖက်လူဟာတင့်ရဲ့ဘဝထိပ်ကို ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုရင်ဘဝမှာမိမိကိုယ်ကိုပျော်ရွှင်စွာ နေတတ်တဲ့လူကတော့သူပျော်ရွှင်စေဖို့အတွက်တခြားလူတွေကိုမလိုအပ်ပါဘူး။ဒါသီပင်လည်းရင်ညှို့အားကိုအရင် ကောင်းစေပါတယ်။မိမိကိုယ်ကိုပျော်ရွှင်စွာ နေနိုင်ခြင်းအပြင် ကိုယ့်ရဲ့ magnetic energy ဆိုတဲ့အဲ့ဒီညှို့အားတွေဟာတိုးပွားစေပါတယ် ဒီဗီဒီယိုထင်းမှာတော့ DC ကတဖက်လူရဲ့ဂယုစိတ်မှုကိုရရှိစေဖို့အဆင့်၃ဆင့်ကို ပြောပြခဲ့ပါတယ်။အဲ့ဒီအဆင့်၃ဆင့်ကို ပြင်ပြီးရင်အကျဉ်းချုပ်ပြောပြပါမယ်။ အစင်းတိမှာတော့တစ်ဖက်လူကကိုယ့်ကိုဂယုမစိတ်ဥပက္ခပြုတ်နေတယ်တော့ခင်စားနေရတယ်ဆိုရင်အဲ့ဒီစိတ်အပေါ်မှာဆွေးနေနေတာတွေကိုရက်တင်ပေးပါအဲ့ဒီစိတ်အပေါ်မှာဆွေးနေနေတယ်ဆိုတာကငါကမလှလို့ तू ကဂယုမစိတ်တာလား तू ကငါ့ကိုမချစ်လို့လားဘသူနဲ့တွေးနေသလဲစသဖြင့်အဲ့ဒီထက်တလေလေးတွေးနေတဲ့အကြောင်းအရာတွေကိုရက်တင်ပေးဖို့ပြောတာပါ အဆင့်နှစ်ကတော့ကိုယ့်ရဲ့စိတ်ကူးရင်ပုံဖို့မြင်ရမှုကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အရင်တုန်းကပုံပြင်အဟောင်းနေရာမှာ ပုံပြင်အသစ်ကိုအစားထိုးရမှာဖြစ်တယ်။အဲ့ဒီပုံပြင်အသစ်ကကိုလိုရှင်တဲ့စိတ်ကူးရင်မြင်ကွင်းမျိုးကိုဖန်တီးပြီးရင် visualization ဆိုတဲ့စိတ်ကူးရင်ပုံဖို့မြင်အောင်မှုကိုထက်တရီလေးပြုလုပ်ပြရမှာဖြစ်တယ်။အဲ့ဒီကိုလိုရှင်တဲ့မြင်ကွင်းကိုထက်တရီလေးထက်တရီလေးကိုကောင်းထင်မှာ run ပြရမှာဖြစ်တယ်။ ကိုလိုရှင်တဲ့အဲ့ဒီပုံပြင်အသစ်ဟာကို့အတွက်အမှန်တကယ်ဖြစ်နေတယ်တော့ခင်စားရအောင်အထီကိုပြုလုပ်ပြရမှာဖြစ်တယ်။ကို့မလိုရှင်တဲ့ပုံပြင်အဟောင်းကြရင်ကို့အတွက်ဓာတ်တွေဟာအတုအယောင်ဖြစ်တယ်တော့ခင်စားရအောင်အထီကိုကို့လိုရှင်တဲ့ပုံပြင်အသစ်နဲ့သက်ဆိုင်တဲ့စိတ်ကူးရင်မြင်ကွင်းမျိုးကိုထက်တလေလေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အဆင့်သုံးကတော့မိမိကိုယ်ကိုပျော်ရွှင်အောင်နေပေးပါကိုဘွားအထင်မှာကိုကိုကိုပျော်ရွှင်အောင်ထားပေးပါ ကိုဘွားထင်းမှာကိုပျော်ရွှင်နေပြီဆိုရင်အဲ့ဒီလူဟာညှို့အားတွေအများကြီးကောင်းလာပါတယ်အဲ့ဒီအဲ့ဒီလိုညှို့အားတွေကောင်းလာခြင်းအပြင်တခြားသူတွေကကိုအနားမှာအမြင့်တဲ့ရှိရှိနေတဲ့ကြပါတယ်အဲ့ဒါကြောင့်သင်အနေနဲ့တစ်ဖက်လူကို visualization ပြုလုပ်ပြီး manifest ပြုလုပ်ထားပေမယ့်လေသူဘေတော့ခံငါကိုဆက်သွေလာမလေးဆိုတာလေးတွေကိုလိတ်လင်စောင့်ဆိုင်းမနေပါနဲ့ကွန်ပိုဝါနဲ့ကိုပျော့ပျော့ရွှင်ရွှင်လေးပဲနေလိုက်ပါ အခုပြောခဲ့တဲ့အဆင့်တွေကိုလိမ့်နာရှင်အပြင်ကိုယ့်ရဲ့တစ်ဖက်လူရဲ့ဂရုစိတ်မှုကိုကောင်းမွန်စွာရရှိလာပါလိမ့်မည်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်